စကိုင်းတိုင်းပင်လယ်ဘူးမြို့နယ်မှာရှိတဲ့ NG အစိုးရလက်အောက်ခံအင်းကားရွာစာတင်ကျောင်းကိုစစ်ကောင်စီစစ်တပ်ကနေပြီးတော့ဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်ဆရာမတယောက်သေဆုံးပြီးတော့ကလေးငယ်တွေအပါဝင်အရက်သား10ယောက်ကျော်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မင်းကဇွန်လ20ရက်နေ့ညနေ4နာရီအချိန်ကမှဒရက်ဦးကနေတက်လာတဲ့ Jet Fighter တစ်စီးကစာတင်ကျောင်းတွေကိုဘုံတလုံးကျဲချသွားခဲ့တာဖြစ်ပါတယ်။ဘုံကျဲတိုက်ခိုက်တဲ့အတွက်ကြောင့်ကျောင်းဝင်းထဲမှာနေထိုင်တဲ့အသက်30အရွယ် CDM ဆရာမဒေါ်ထေးထေးမြင့်သေဆုံးခဲ့ပြီးတော့ ဆရာမတဦးရဲ့တမိတယောက်လဲခြေထောက်မှာပြစ်ထန်တဲ့ဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်ဆရာဆရာမတွေနဲ့ကလေးငယ်တွေအပါအဝင် အရက်သား၁၀ယောက်ကျော်ဒဏ်ရာရခဲ့ပါတယ်။ကျောင်းဝန်းတွေကဝန်ထမ်းအင်အား၃လုံးနဲ့စာတင်ကျောင်းနှစ်ထပ်ဆောင်လဲထိခိုက်ပျက်စီးခဲ့ပါတယ်။မန္တလေးတိုင်းမရယာမြို့နယ်အရှိဘက်ချမ်းကိုစစ်ကောင်စီကအခုလ18ရက်နေ့ကနေပြီးတော့20ရက်နေ့အထိ3ရက်တာကာလအတွင်းမှာလေကျောင်းကနေဘုံဒီအလုံးပေါင်း120ကျော်ကျက်ချခဲ့တယ်လို့ The Voice of Wallet Media ကထုတ်ပြန်ထားပါတယ်။ဘုံကျဲလို့ထိခိုက်သေဆုံးတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုတော့မသိရသေးဘူးလို့ The Voice of Wallet Media ရဲ့တာဝန်ခံတယောက်ကပြောပါတယ်။အခုရပိုင်းအတွင်းမရီယာအရှိဘက်ကပတိန်ကြီးမြို့နယ်တဝိုက်မှာတိုက်ပွဲပြင်းထန်နေတာပါ16ရက်နေ့ညတညတဲ့မှာပတိန်ကြီးမြို့နယ်သားကထန်းကုန်းကျေးရွာတဝိုက်ကိုစစ်ကောင်စီကဘုံအလုံး60ကျော်ကျဲချခဲ့တယ်လို့မန္တလေးမြို့ကင်းထောက်အဖွဲ့တခုဖြစ်တဲ့ Voice of Mandalay ကထုတ်ပြန်ထားပါတယ စစ်ကောင်စီဟာတပ်တုံညာနှစ်ခွန်းစစ်စင်ရေးနောက်ပိုင်းကလေးကမရရအရှိချမ်းကိုပြန်ပြီးတော့တင်းယူဖို့စ조사နေတာပါမရရအနောက်ချမ်းနဲ့မရရမြို့ပေါ်ကိုတော့စစ်ကောင်စီကစွန့်မိုးထားတာဖြစ်ပါတယ်ဒီနေ့မနက်မှာစစ်ကောင်စီကမကွေးတိုင်းကံငေါခရိုင်စောမြို့နယ်နဲ့ပေါ့မြို့နယ်ကိုလေချောင်းကနေပြီးတော့ဘုံကျဲတက်ခိုက်ခဲ့ပါတယ်တရဦးလေစစ်ကနေတက်လာတဲ့ Y12 လေယာဉ်တစ်စီးကမနက်6:00နာရီခွဲလောက်မှာမကွေးတိုင်းကံငေါခရိုင်နယ်ကစောမြို့နယ်အနီးတစ်ဝိုက်ကို ဘုံသုံးလုံးကျဲချပြီးတော့တက်ခတ်ခဲ့တာပါစစ်ကောင်စီကျဲချခဲ့တဲ့ဘုံသုံးလုံးဟာဒေသအခေါ်ပြင်ကြောင်နာကိုကြားရောက်ခဲ့တာကြောင့်စောစိတ်ဖြူကာလန်ဘေးကခြံတစ်ခြံနဲ့မှာတူလောင်ထားတဲ့စီပေပါ80လောက်မီးလောင်ကျွမ်းခဲ့ပါတယ်စောမျိုးကိုဘုံကျဲပြီးတော့အပြတ်မှာတော့အဲ့ဒီဝိုင်း12လေးဟာစောမျိုးနဲ့တပြင်းရွာအရှိဘက်ကဒေသအခေါ်ပုံညာနတ်ထိတ်နေရာကိုဘုံနှလုံးထပ်ပြီးတော့ကြတော့ကျဲခဲ့ပါတယ်အဲ့ဒီကနေတစင်မကွေးတိုင်းပေါ့မျိုးနယ်အနောက်ဖက်ချမ်းက ကပ္ပစ24ဆက်ရုံအနီးနားတစ်ဝိုက်ကိုလည်းဘုံခုနှစ်လုံးကျဲချခဲ့ပါတယ်။အဲ့ဒီနောက်ဒေတာခေါ်ပေါ့မြုတ်နယ်စမ်းရေကုံဒေတာကိုလည်းဘုံသုံးလုံးကျဲချပြီးတော့တိုက်ခိုက်သွားခဲ့ပါသေးတယ်။မကွေးတိုင်းမင်းမှုခရိုင်ငဖဲမြုတ်နယ်ခွန်စုရွာလမ်းကွဲမှာတက်ဆက်ထားတဲ့စစ်ကောင်စီရဲ့နယ်ရေကန်လေချောင်းရံကာကွယ်ရေးစခန်းကာကင်းကိုပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ချင်းကာကွယ်ရေးတပ်အရှူ CDF အရှူကထုတ်ပြန်ထားပါတယ်။ မနေ့ကဇွန်လ20ရက်မနက်9:00နာရီခွဲလောက်မှာလူပောင်သစ်တက်မတော် NSA နဲ့အရှိုချင်းကာကွယ်ရေးတပ်တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာလို့ဆိုပါရတယ်။တိုက်ပွဲပြီးမှာစစ်ကောင်စီတပ်သားတယောက်သေဆုံးပြီးတော့တယောက်အရှင်ဖမ်းမိခဲ့တယ်လို့ပြောပါရတယ်။ဒါအပြင်စစ်ကောင်စီဘက်ကဒဏ်ရာအများပြားရပြီးတော့ထွက်ပြေးသွားကြတယ်လို့လည်းဆိုပါရတယ်။ CDF အရှိုကတပ်ဖွဲ့ဝင်တယောက်လည်းဒဏ်ရာရရှိခဲ့ပေမဲ့မစိုးရင်ရဘူးလို့ပြောပါရတယ်။တိုက်ပွဲပြီးမှာ MA တနက်9လက် BA100 စိန်ပြောင်းတက်လက်နဲ့ခဲရန်အများပြတင်စီရမိကြတယ်လို့လည်းဆိုပါရယ်။ရှမ်းပြည်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာရှိတဲ့ကျေးရွာခွနရွာမှာစစ်ကောင်စီတပ်နဲ့တအန်းတက် DNL တို့တိုက်ပွဲဆက်လက်ပြီးတော့ဖြစ်ပွားပြင်းထန်နေပါတယ်။စစ်ကောင်စီဘက်ကလက်နက်ကြီး144လုံး drone နဲ့ဘုံ32လုံးကြက်ချတိုက်ခိုက်ခဲ့တယ်လို့ DNL ကဒီနေ့ဇွန်လ20ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။နောင်ချုံမြို့ကလက်ပံကုန်းတရကုန်းညံတော့ရွှေသွန်းလုံဝဲအုံမသီး ကြေးရွာတွေနဲ့ဆက်မဆဲကြေးရွာတွေတဲ့ကိုစစ်ကောင်စီတပ်ကဘုံအစိမ့်ငွေဘုံတွေကိုဒရုန်းနဲ့ကြဲချတဲ့အပြစ်မှာလက်နက်ကြီးတွေနဲ့လည်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ဆိုပါရယ်ကြုံတုံးမျိုးကနေပြီးတော့အောင်စရစစ်ကြောင်းကိုစစ်ကူလာပြီးတဲ့စစ်ကောင်စီလက်အောက်ခံတပ်မ44 55စစ်ကြောင်းကိုရမညမွန်တက်မတော် RMA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတက်ခတ်ခဲ့ရမှာစစ်ကောင်စီဘက်ကတရင်မှုဘုံမှုပအဝင်100လောက်ထိခိုက်ဒဏ်ရာရခဲ့ပြီးတော့အယောက်30ထက်မနည်းသေဆုံးခဲ့တယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ် MLA ကဒီကနေ့ထုတ်ပြန်ပါတယ်အဲ့ဒီတိုက်ပွဲဟာပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးတော့9နာရီကျော်ကြာနှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီစစ်ကြောင်းဘက်ကနေပြီးတော့လက်နက်ခဲယမ်းတချို့နဲ့စစ်သုံးဆောင်ပစ္စည်းတချို့လည်းသိမ်းပိတ်ရရှိခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီဟာကြုံတွုံးမြို့ကိုစစ်ကြောင်းထိုးနေတာကြောင့် အနီးတဝိုက်မှာရှိတဲ့ပြည်သူတွေအနေနဲ့လေချောင်းအန္တရာယ်ကိုသတိပြုကြဖို့မွန်ပြည်လွမြောက်ရေးတပ်တော် MLA ကတိုက်တွန်းထားပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမျိုးကပြိုင်စိတ်ကကာကင်းစကန်ကိုအရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပါတယ်။ဒီစကန်ဟာရန်ကုန်ကြောက်ဖြူလမ်းမပေါ်မှာရှိတဲ့ဒိုးဒန်းတောင်ပေါ်ကအမှတ်32ရဲတပ်ရင်းအတွက်နောက်ဆုံးကာကင်းစကန်ဖြစ်ပါတယ်။ပြိုင်စိတ်ကစကန်မှာ စစ်တပ်အင်အား400ဝန်းကျင်ရှိပြီးတော့စကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်200ဝန်းကျင်တေဆုံတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်သားအရှင်ဖမ်းမိတာ200ကျော်ရှိပြီးတော့လက်နက်ချလို့ဖမ်းမိရမှာပဲစကန်ကြဆုံသွားတဲ့အတွက်ဖမ်းမိတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်ကြောက်ရွံ့မျိုးနဲ့6မိုင်အကွာလောက်ကရဲတပ်ရင်နဲ့ကာကင်းတွေဖြစ်တဲ့လက်ခမောမင်းတပ်တောင်နဲ့နှမ်းဖဲတောင်ကာကင်းစကန်တွေကိုအေအေကဆက်လက်သိမ်းပိုက်ပြီးတော့တောင်အောင်မှာရှိတဲ့ပြိုက်စစ်ကေကာကင်းစကန်ကိုဆက်လက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖြူဟာ33လက်အောက်မှာရှိတဲ့ဒေါနာတက်ရင်စစ်ကြောင်းနှစ်ရေးပျောက်ကြားတပ်ဖွဲ့ YGF ကဖွင့်လှစ်တဲ့အခြေခံအစစ်နဲ့အထူးချေမှုန်းရေးတင်နန်းတွေမှာတင်နန်းသားနှစ်ယောက်သေဆုံးခဲ့တဲ့အတွက်တင်နန်းဆရာကိုထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်ပါတယ်တင်နန်းဆရာအဖြစ်ကနေရာသက်ပံပိတ်ပင်ကြောင်းလဲဖြူဟာ33စစ်စေးဌာနကထုတ်ပြန်ခဲ့ပါတယ်တင်နန်းတက်ရောက်နေတဲ့တင်နန်းသားနှစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီးတော့ဇွန်လ3ရက်နေ့မှာစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပြီးတော့ တင်နန်းဆရာတွေတင်နန်းသားတွေကိုပါစစ်စစ်မင်းမျက်နှာတွေလုတ်ခဲ့တယ်လို့ဆိုပါတယ်တင်နန်းသားတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့စုံစမ်းရေးခုံကော်မတီရဲ့စစ်စစ်မင်းမျက်မှုကိုတင်နန်းဆရာကလည်းမငင်းဆိုပဲအပြစ်ရှိကြောင်းဝန်ခံခဲ့ပါတယ်အဲဒါကြောင့်ဇွန်လ၈ရက်နေ့မှာတင်နန်းဆရာကိုလုတ်ကျန်းတဲ့ထောင်ဒဏ်တစ်နှစ်ချက်မှတ်ပေးခဲ့ပြီးတော့တင်နန်းဆရာအဖြစ်ကနေလည်းရာသပံပိတ်ပင်မှုဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်အဲဒီတင်နန်းမှာတင်နန်းသား60လောက်တက်ရောက်ပြီးတော့တင်နန်းသားရဲဘော်တိုင်နွန်နဲ့ရဲဘော်ဘတ်ထက်တို့တည်ဆုံခဲ့ပါတယ်တည်ဆုံသူတွေက အခြေခံကျန်းမာရေးမကောင်းတဲ့အချိန်မှာတင်နန်းဆရာတွေကအခြေတွေကိုမတုံ့တက်နိုင်မနဲ့မူလသတ်မှတ်ထားတဲ့တင်နန်းအချိန်ဇေယအတိုင်းအလုတ်လုတ်တဲ့အတွက်သိဆုံးခဲ့တာလို့ထုတ်ပြန်ထားပါဗျ။ဗမာပြည်သူ့လူမျိုးရေးတက်မတော် BBLA ရဲ့အခြေခံစစ်ပညာတင်နန်းအပတ်စဉ်ကိုတင်နန်းဆင်းပွဲမှာတင်နန်းဆင်းရဲဘော်တွေကိုလက်နက်တက်ဆင်ပေးခဲ့ပြီးတော့အမှတ်203စစ်ဒေသအတွက် တည်ရင်တစ်တခုတိုးချက်ဖွဲ့စည်းနိုင်ခဲ့ပြီလို့ BPLA ကထုတ်ပြန်ထားပါတယ်။အဲ့ဒီတင်းစံပွဲကိုပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကတအံပြီတနေရာမှာကျင်းပခဲ့တာဖြစ်ပြီး NUG ရဲ့ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆု PSLF TNLA အထွေထွေအတွင်းမှုဗိုလ်ချုပ်တာဖုန်းကျော် KNE ပြည်နယ်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ဒူဥက္ကဋ္ဌခွန်ပီ2ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့စစ်ဦးစီးချုပ်နဲ့အထွေထွေအတွင်းမှု မြန်မာနိုင်ငံလက်ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုဥက္ကဋ္ဌအရခတ်တပ်တော် AA ရဲ့တပ်မှုတူဦးနဲ့ BBLA ကွက်ကဲရေးမှုမောင်ဆောင်ခါတို့တက်ရောက်ခဲ့ကြတယ်လို့ဆိုပါရယ်တင်းနှက်စင်မွေးအခမ်းအနားမှာမဟာမိတ်ခေါင်းဆောင်တွေကတော်လန်ရေးအောင်မြင်ဖို့မတူညီတဲ့အင်အားစုတွေကြားထဲမှာညီညွတ်ရေးအရေးကြီးကြောင်းနဲ့အမှားမိတ်အဖွဲ့အစည်းတွေဟန်ချက်ကြည့်လို့ရှိရင်စစ်အာဏာရှင်စနစ်အ мян အဆုံးသတ်မှန်ဖြစ်ကြောင်းပြောကြားခဲ့ကြတယ်လို့ဆိုပါရယ်မိုးလေဝသသတင်းတပုတ်ကိုဆက်ပါမယ် အနောက်တောင်မိုးတုံလေးအလွန်အားကောင်းလာတဲ့အတွက်ကြောင့်ဇွန်လ25ရက်နေ့ထိနိုင်ငံတော်မှာဒေသအလိုက်မိုးကြီးတာနဲ့လေပြင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်မယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့မနက်မှာသတိပေးထုတ်ပြန်ပါတယ်လက်ရှိမှာစစ်တောင်းမြေဟာပဲခူးတိုင်းတောင်ငူမြို့ရဲ့စိုးရင်ရေမှတ်ကိုရောက်နိုင်တဲ့အတွက်ကြောင့်မြေကမ်းနားနဲ့မြေနေပိုင်းနေထိုင်တဲ့သူတွေသတိထားကြဖို့မိုးဇလားကသတိပေးထားပါတယ်မိုးဇလားကအဲ့လိုသတိပေးနေတဲ့အချိန်မှာပဲတောင်ငူမြို့မှာ ဒီကနေ့မနေ့ရေကြီးပြီးတော့အိမ်တွေအများအပြားရေနစ်မြုပ်နေတာကိုလည်းတွေ့ကြရပါတယ်။မိုးကြီးလေပြင်းတိုက်တာအပြင်မှာမိုးချိုးပစ်တာမိုးသီးကြွေတာလျှက်တပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့အရာတွေလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။အထူးသဖြင့်ရန်ကုန်၊ပဲခူး၊စကိုင်းအထက်ပိုင်းအေရဝတီတနင်္သာရီကချင်ကရင်နဲ့မွန်းတို့မှာနေရာကွက်ပြီးတော့မိုးများမိုးကြီးမယ်လို့ဆိုထားပါတယ်။စစ်ကောင်စီနဲ့ရုရှားဟာ ဗမာပြည်ကကမ်းလွန်ရင်နံတဲ့တဘာဝတံခွေစီမံကိန်းတွေအတွက်ယင်းဤမြုပ်နှံမှုစာချုပ်တစ်ခုကိုဇွန်လ20ရက်နေ့တောက်ကြံနေကရုရှားနိုင်ငံစိန့်ပီတာစပက်မြို့မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်အခုသဘောတူလိုက်တဲ့အပေးကြီးဟာတဝဲအထူးစီးပွားရေးဆောင်ကစီမံကိန်းတွေကိုအချိန်မြင့်လှုပ်ဆောင်နိုင်လိမ့်မယ်လို့ရုရှားဘက်ကပြောပါတယ်ဒါအပြင်ဒီသဘောတူညီမှုဟာရုရှားစွမ်းအင်ကုမ္ပဏီတွေအတွက်အရှိတောင်အာရှကအခွင့်အလမ်းတစ်ခုဖြစ်နိုင်တယ်လို့လည်းရုရှားဘက်ကပြောပါတယ်မြန်မာဘက်ကတော့ယင်းဤမြုပ်နှံမှုနဲ့ နိုင်ငံသားစီးပွားရေးဆက်ဆံရေးဝန်ကြီးဒေါက်တာကန်စော်ကသဘောတူလက်မှတ်ရေးထုတ်ခဲ့တာပါရုရှားနဲ့စစ်ကောင်စီသဘောတူထားတဲ့တဝယ်ကစီမံကိန်းတွေထဲမှာတနအီကို660မီဂါဝတ်နဲ့တနေ့ကိုမဂါဝတ်သိချီထုတ်နိုင်တဲ့ကြောင်မီသွေးသုံးလျှက်စစ်တအားပေးဆက်ယုံအပြင်မှာရေနံကြက်ဆက်ယုံစီမံကိန်းတွေလည်းပါဝင်ပါတယ်ဒါအပြင်အခုနှစ် March လတုန်းကလည်းစစ်ကောင်ဆောင်မင်းအောင်နိုင်နဲ့ရုရှားသမ္မတပူတင်ဟာဗမာပြည်မှာအသေးစားနျူကလ িয়ার ဆက်ယုံတိစောက်ဖို့သဘောတူလက်မှတ်ရေးထုတ်ထားပါတယ် အမေရိကန်စိုးရရဲ့သတင်းဌာနတွေကိုစီမံကပ်ကွဲတဲ့ကွက်ခဲ့တဲ့ United States Agency for Global Media USAGM က Voice of America VOA အချိန်ပြည့်ဝန်ထမ်း600ကျော်ရဲ့အလုပ်ရနာစာကိုမနေ့ကဇွန်လ20ရက်နေ့မှာပေးပို့ခဲ့တယ်လို့ Voice of America VOA မြန်မာပိုင်းဝန်ထမ်းတွေကဆိုကြပါတယ် VOA ဝန်ထမ်းတွေကိုအလုပ်ရနာတာနဲ့ပတ်သက်ပြီးတော့အလုပ်သမားအခွင့်အရေးတွေအရအမေရိကန်မှာပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ တရားရုံးမှာဆက်လက်ရင်ဆိုင်သွားမှာဖြစ်တယ်လို့လည်း VOA မြန်မာပိုင်းအစီအစဉ်တင်ဆက်သူမအင်ဂျင်နိုင်ကဆိုပါတယ်။တမရထရန့်ရဲ့အမိန့်ကိုစန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်ကတရားပြန်ဆွဲထားတဲ့အမှုနှစ်ခုရှိပါတယ်။အဲ့ဒါတွေကတော့သတင်းသမားတွေလုပ်ငန်းပုံမှန်လဲပတ်နိုင်ရေးတောင်းဆိုခြင်းနဲ့တမရထရန့်ရဲ့အမိန့်ဟာလွတ်တော်မှာပြဋ္ဌာန်းထားတဲ့ဥပဒေကိုကျော်လွန်နေတာကြောင့်တရားမဝင်ကြောင်းဆွဲဆိုထားတဲ့အမှုတွေဖြစ်ပါတယ်။ အီရန်နဲ့ဥရောပနိုင်ငံတွေရဲ့တွဲဆုံဘက်မှာဘာမှတိုးတက်မှုမရခဲ့ပဲရပ်နားသွားပြီးတဲ့နောက်အီရန်အစ္စရေးအပြန်အလှန်တိုက်ခိုက်မှုတွေဟာနေကင်းအချိန်မှာတိုးမြင့်ပြီးတော့ကြတော့ပြုလုပ်နေပါတယ်။အီရန်ကသူတို့အနေနဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးတော့အခြေခံကြကြဆွေးနွေးလိုတဲ့ဆန္ဒရှိတယ်လို့ဆိုပါတယ်။ဒါပေမဲ့အစ္စရေးဘက်ကတိုက်ခိုက်မှုတွေကိုအရင်ရပ်တန့်ပေးရမယ်လို့တောင်းဆိုပါတယ်။အစ္စရေးကတိုက်ခိုက်မှုတွေလုပ်နေတဲ့မြန်မာကာလပတ်လုံးမှာအမေရိကန်နဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေလုပ်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ပြည်ထောင်နိုင်ငံရဲ့ဝန်ကြီးဒေးဗစ်လမ်မီကတော့ အမေရိကန်မှာပါဝင်တက်ခိုက်မယ်ဆိုတာဟာအမှန်တကယ်စီစဉ်ထားတာဖြစ်တဲ့အတွက်အီရန်အနေနဲ့အလေးနဲ့ထားစီခြင်းကြောင့်ပြောဆိုပါရယ်ရုရှားကအီရန်ဘက်ကရည်တည်ကြောင်းပြောဆိုထားပေမဲ့အီရန်ကိုလက်နက်အကူအညီပေးတာမျိုးတော့လက်တွေမလုံလောက်ဘူးလို့နိုင်ငံတကာစီရေးကျွမ်းကျင်သူတွေကခန့်မှန်းထားကြပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်အနေနဲ့ကိုရင်ကိုကြပါဝင်တက်ခိုက်ရေးအတွက်စဉ်းစားနေတယ်လို့ဆိုပါရယ်ဒါပေမဲ့အမေရိကန်စစ်သားတွေမြေပြင်တက်တဲ့ဝင်ရောက်ရေးကိုတော့နောက်ဆုံးအဆင့်ကျမှသာစဉ်းစားမယ်အဲ့ဒါဟာ ူမလုတ်ချင်ဆုံးကိစ္စဖြစ်တယ်လို့ဆိုပါတယ်ဘကိုးတိုင်းမင်းလာမြို့နယ်တဝိုက်မှာလလဲပိုင်းလောက်ကစပြီးတော့အခုချိန်အထိစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲပြင်းထန်နေပါတယ်စကွေးရက်နေ့ကဖြစ်တဲ့မင်းလာမြို့နယ်တောင်ပြရွာမှအနာကတိုက်ပွဲမှာတော်လှန်ရေးရဲဘော်9ယောက်ကြာဆုံးခဲ့ပါတယ်ဇွန်လစကွေးရက်နေ့မှာဖြစ်ပွားခဲ့တာပါအရှင်ဖမ်းမိတဲ့9ယောက်ကိုလည်းတနက်နဲ့တိတ်ပစ်ခဲ့တယ်လို့ဘိုးတိုင်းအနောက်ချမ်းကတရင်ချင်းမြစ်တယောက်ကနေပြီးတော့ TM Media ကိုပြောပါတယ်အခုလာတဲ့မှာစစ်ကောင်စီဟာမင်းလာမြို့နယ်တဝိုက်ကရွာတွေကိုအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်နေပြီးတော့ရွာတွေကိုလေကြောင်းကနေဘုံကျဲတာနဲ့မိရှုတာတွေလုပ်နေပါတယ်မင်းလာကလက်ရှိတိုက်ပွဲတွေမှာတော်လန်ရေးတပ်ဖွဲ့၈ဖွဲ့လောက်ပူးပေါင်းပြီးတော့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီကိုပြန်တိုက်နေတာလို့ဆိုပါတယ်လက်တလုံးမှာမင်းလာဒေသခံ200ကျော်လောက်မိုးရဲလေထဲမှာစစ်ဘေးတိတ်ရှောင်နေရပြီးတော့စားဖို့တောက်ဖို့အတွက်လည်းအခက်အခဲဖြစ်နေကြတယ်လို့ဆိုပါတယ် နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ။